クラマラセンダဟယ်လိုရှင်노비မပြန်လဲပြီးတော့ကြိုးဆိုပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော် One Piece နဲ့ Naruto ဘယ်ဟာပိုကောင်းလဲဆိုတာကိုကျွန်တော်ကျွန်တော်ရဲ့အမြင်နဲ့ပြီးရင်ပေးတက်ကြီးတို့ရဲ့မန်နေအားလုံးနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော် ဝေဖန်သွားမှာဖြစ်ပါတယ်ခင်ဗျာ One Piece နဲ့ Naruto ဘယ်ဟာပိုကောင်လဲတကယ်တော့ One Piece နဲ့ Naruto ဘယ်ဟာပိုကောင်လဲဆိုရင်တင်ဟာကြက်ပြားလာတဲ့ပင်လယ်ကမ္ဘာနဲ့စိတ်ဝင်စားဖွယ်စက်ကောင်များစွာစွန့်စားခံလက်ပတ်စူးစမ်းမှုနှစ်ပေါင်း25နှစ်ကျော်ရေးဆွဲထားတာတောင်မှဇလန်းအဆက်ဆက်မပြတ်တဲ့ Price ဇလန်း ရင်ခုန်သေးရစရာကောင်းတဲ့အခိုက်တန့်များစက်ကောင်များရဲ့ခွင့်ပြုတိုးတက်မှုဒီလိုအကြောင်းအရာများနဲ့ One Piece ဒါမှမဟုတ်လူမှုအတိုင်းဝိုင်းမှာဖဲချင်းခံနိုင်ရသူတဦးရဲ့အတိမတ်ပြုခံရဖို့ကြိုးစားမှုတငယ်ချင်းစွန့်လွတ်မှုဇဲလုံးလားဆိုတဲ့အကြောင်းအရာများနင်ကြာအခြေခံဆွမ်းအားစနစ်နဲ့စက်ကောင်များရဲ့ခွင့်ပြုတိုးတက်ဒီလိုဇလန်းချင်းဒီလိုအကြောင်းအရာများနဲ့နာရီတို့ ဘယ်ဟာကကိုကောင်းလဲဝမ်ပီးစ်နဲ့နာရူတိုဘယ်ဟာပိုကောင်းလဲဆိုရင်တော့နှစ်ခုစလုံးကအန်နမီနဲ့မင်္ဂကချာပေါ်မူတည်ပြီးလွှမ်းမိုးမှုရှိပါတယ်တကယ်တော့ဝမ်ပီးနဲ့နာရူတိုဘယ်ဟာပိုကောင်းလဲဆိုရင်တင့်အနေနဲ့ဘလူးဇလန်းမျိုးပိုကြိုက်လဲဆိုတာပေါ်မူတည်ပါတယ်တင်ဟာဘလူးဇလန်းမျိုးကိုကြိုက်နှစ်သက်ပါတယ် Yeah. No, I don't wanna waste what's left.